င်္ဂလာညချမ်းလေးပါရှင်မြို့တော်ရဲ့စတင်မာလာ29ရက်နေ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်မကတော့အိမ်ချူးမီပါဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့အာနာသိန်းစစ်တပ်တပ်ဖွဲ့ဝင်တွေပြစ်ခတ်တိုက်ခိုက်ခံရပြီးစစ်တပ်ဘက်မှ3ဦးထပ်မံတေဆုံးတဲ့သတင်းအာနာသိန်းစစ်တပ်ရဲ့လေကြောင်းကနေဒရုန်းနဲ့ပုံကျဲတိုက်ခိုက်မှုကြောင့်နေအိမ်မော်စာကျက်နေတဲ့ဆယ်တန်းကျောင်းသားတေဆုံးတဲ့သတင်းဆောက်လုပ်ရေးလုပ်သား3ဦးကိုလိမ်လည်ခေါ်ယူပြီး စစ်မှုထမ်းနဲ့တင်း90နဲ့ရောင်းစားခဲ့တဲ့သူကိုအေးအေးယူမှုမရှိတဲ့တဲ့င်။ပိတ်ပင်ထားတဲ့လမ်းမပေါ်အိမ်စည်းကားတစည်းမောင်းနေလာလို့တော်လိုင်းတပ်ဖွဲ့တွေကတားဆီးရာစတင်ပြစ်ခတ်ထွက်ပြေးသွားတဲ့တဲ့င်။နာမည်ဆိုးနဲ့ကြော်ကြားတဲ့ဒူရဲအုပ်တူသူ့ဇနီးရှိတဲ့ဘိမျိုးကိုပြန်လာစဉ်တရားကြိုးကြလို့သေဆုံးတဲ့တဲ့င်။ယူကရိန်းကိုအကြီးစားတိုက်ခိုက်မှုတွေလှုပ်ဆောင်ကြတာနဲ့ပတ်သက်ပြီးရုရှားကိုဥရောပနိုင်ငံတွေကရှုတ်ချတဲ့တဲ့ရင် အစားရှိတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ပထမဆုံးသတင်းတပုတ်အနေနဲ့အာနာသိန်းစစ်တပ်တပ်ဖွဲ့ဝင်တွေပြစ်ခတ်တိုက်ခိုက်ခံရပြီးစစ်တပ်ဘက်မှ၃ဦးထပ်မံနေတည်ဆုံတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းမြိုင်မြို့နယ်မှာ စတင်မာလာ၂၈ရက်နေ့နေ့လယ်၂နာရီဝန်းကျင်ခန့်ကအာနာသိန်းစစ်တပ်တပ်ဖွဲ့ဝင်တွေပြစ်ခတ်တိုက်ခိုက်ခံရပြီးစစ်တပ်ဘက်မှ၃ဦးထပ်မံနေတည်ဆုံခဲ့တယ်လို့မြိုင်ပကဘကဒီကနေ့မနက်မှာထုတ်ပြန်ထားပါဗျ။မြိုင်မြို့နယ်တွင်းမပြူစောတိရွာအတွင်းရှိ ီတူပိုင်ပစ္စည်းတွေကိုလက်လယ်ခေါ်ယူနေတဲ့စစ်တပ်နဲ့ပြူစောအထီးတွေကိုတော်လိုင်းအပူပေါင်းတပ်ဖွဲ့တွေကအလစ်ဝင်ရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ကြအရာသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမြိုင်ပကဖတပ်ခွဲတီတပ်ခွဲနှင့်ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု PLC ကမာတပ်ပေါင်းစုနဲ့အိပ်ပလက်တပ်ပေါင်းစုတို့ကအတူတကွာလက်တွဲညီညီပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးစစ်တပ်တပ်ဖွဲ့ဝင်တွေထံမှ MA1 တလက်လဲတင်စီရမိခဲ့တယ်လို့သိရပါတယ်။ ်မြိုင်မြို့နယ်အတွင်းမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးအာနာသိန်းစစ်တပ်တပ်ဖွဲ့ဝင်တွေကပြည်သူတွေကိုပြစ်မှတ်ထားကလေကြောင်းတိုက်ခိုက်တာတွေပါရာမော်တာနဲ့တိုက်ခိုက်တာတွေအပြင်လက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်တာတွေလည်းပြုလုပ်နေတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့စက်တင်ဘာလ၄ရက်နေ့ကလည်းညောင်ကိုင်းကျေးရွာအနောက်မြောက်ဘက်မြင်းနီကုန်းတော်ကျောင်းအနီးကိုရောက်ရှိနေတဲ့မဲဇလီကျေးရွာစခန်းကုန်းကဆင်းလာတဲ့ခလာရ253 254 255မှစစ်တပ်တပ်ဖွဲ့ဝင်တွေအပြင် ဝါတမက်စလီစခန်းကိုကျောင်းလုံးကြီးရွာခိုင်နဲ့ကုန်းဆောင်မှစစ်တပ်တပ်ဖွဲ့ဝင်တွေနဲ့တော်လိုင်းတပ်ဖွဲ့တွေထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ဗမာ22ဦးသေဆုံးကအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်ရှင်ဒုတိယသတင်းတစ်ပုဒ်အနေနဲ့အနာသိန်းစစ်တပ်ရဲ့လေကြောင်းကနေ drone နဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်နေအိမ်မော်စာကျက်နေတဲ့ဆယ်တန်းကျောင်းသားသေဆုံးခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်ပဲခူးတိုင်းဂျိုးပင်ကောင်းမြို့နယ် ဥယျာဉ်ကြီးရွာကိုစက်တင်ဘာလ28ရက်ညနေအချိန်က အာနာသိန်းစစ်တပ်ကလေကြောင်းကနေဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်နေမော်မှာစာကျက်နေတဲ့ကျောင်းသားကိုဘုံစားထိမှန်ပြီးနေရာမှာတင်သေဆုံးသွားတယ်လို့ဒေတာတွင်သတင်းမြစ်တွေထံကသိရပါဗျ။ဂျိုးပင်ကောင်းမြို့နယ်အလဲကုန်းရဲစခန်းမှာတက်ဆွဲထားတဲ့အာနာသိန်းစစ်တပ်တပ်ဖွဲ့ဝင်တွေကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်စာကျက်နေတဲ့ဆယ်တန်းကျောင်းသားတအူးဘုံစားထိမှန်သေဆုံးခဲ့တာလို့သိရပါဗျ။ ်ခလေးကအိမ်ပေါ်မှာစားကြက်နေတာစာမေးပွဲကာလဆိုတော့လေတိုက်ပွဲမဖြစ်ဘဲကိုကျဲတာအိမ်မော်ဓာတ်တစ်ခုလုံးပြက်စီးပြီးခလေးရင်ဘက်ကိုဘုံးစာမန်လာနေရာမှာတင်သေးတယ်မိဘတွေရင်ကျိုးရတာဗောလို့ဒေသခံတဦးကမြို့တော်ကိုပြောပါတယ်အဆိုပါတေဆုံးသွားတဲ့အကြောင်းသားမှာမောင်အိုင်စတိုင်းဖြစ်တယ်လို့သိရပြီးဆယ်တန်းအကြောင်းသားလေးဖြစ်တာကြောင့်မိဘတွေမှာလည်းယူကျိုးမရဖြစ်နေရတယ်လို့လည်းဒေသခံတွေရဲ့ပြောဆိုချက်အရာသိရပါတယ် ဒါအပြင်ပြီးခဲ့တဲ့စက်တင်ဘာလ26ရက်နဲ့28ရက်နေ့ကတည်းကစစ်တပ်တပ်ဖွဲ့ဝင်တွေကဂျိုးပင်ကောင်းမြို့နယ်နဲ့အောက်ဖို့မြို့နယ်ရှိကြေးရွာအချို့ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုပြုလုပ်ခဲ့တယ်လို့လည်းသိရပါဗျ။အဆိုပါပစ်ခတ်မှုကြောင့်ဒေါင်းစဘာကွင်းရွာမြို့ကန်ရွာဖလံမင်းရွာနဲ့ရွာတိရွာတွေကိုလက်နက်ကြီးကျရောက်ပြီးနေအိမ်တွေလည်းပျက်စီးဆုံးရှုံးခဲ့ရတယ်လို့သိရပါဗျ။ယခုလက်ရှိအနေအထားအရအဆိုပါကြေးရွာတွေမှာနေထိုင်ကြတဲ့ပြည်သူတွေမှာလည်း ထွက်ပြေးတင်းချောင်နေကြရတယ်လို့လည်းစုံစမ်းသိရှိရပါတယ်ရှင်တတိယသတင်းတစ်ပုဒ်အနေနဲ့ဆောက်လို့ရေးလှုပ်သားသုံးကိုလိမ့်လဲခေါ်ယူပြီးစစ်မှုရန်ထဲကိုတိန်း90နဲ့ရောင်းစားခဲ့တဲ့သူကိုအေးအေးယူမှုမရှိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မုံပြင်းနဲ့မော်လမြိုင်မြို့ချောင်းဆောင်မြို့နဲ့တိရိညာရက်ွက်မှာဆောက်လို့ရေးလုပ်ငန်းလုပ်ကိုင်နေသူလှုပ်သားသုံးကိုပြူစောတိတွေကလိမ့်လဲခေါ်ယူပြီး ကားပေါ်စုအတင်းတင်ဆောင်ကတိန်း90နဲ့စစ်မှုရန်ထဲရောင်းစားမှုဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ စက်တင်ဘာလ16ရက်နေ့ကဖြစ်ခဲ့တာလို့သိရပြီးမော်လမြိုင်ကပြူစောတိအဖွဲ့ဝင်ငိမ့်ချန်းဆိုသူဟာဆောက်လို့ရေးလောက်သား၃ဦးကိုခင်မင်းရင်းနှီးတဲ့အနေနဲ့လက်ဖက်ရည်တောက်ဖို့ခေါ်ခဲ့ပြီးတိရိမြိုင်ခုနှစ်လမ်းထိပ်အရောက်မှာအတင်းဆောင်နေတဲ့ Honor Fit အဖြူပဲခူးလိုင်စင်ရှိကားတွေကိုအတင်းဝင်ထိုင်ခိုင်းခဲ့တယ်လို့သိရပါဗျ။အဆိုပါပဲခူးလိုင်စင်တဲ့ကားတွေမှာလည်းစစ်ယူနီဖောင်းပေါင်းပြီးဝတ်ထားသူလည်းရှိတယ်လို့သိရပြီးအဲ့ဒီလောက်သား၃ဦးတွေကတအူးမှာ ကားထဲကထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့သိရပါဗျ။လွတ်လာသူပြောတာကတော့ကားထဲမှာစစ်သားတစ်ယောက်ပါတယ်။ဘောင်းမီကစစ်ဝတ်ဆုံးတယ်။သူတို့သုံးယောက်ကိုကားထဲထည့်တာ။နှစ်ယောက်ကိုထည့်နေချင်းသူကလွတ်ပြေးထွက်ပြေးလာတာလို့ဖြစ်စဉ်ကိုသိသူတဦးကမြို့တော်ကိုပြောပါဗျ။ကားပေါ်တင်ပြေးခံရတဲ့နှစ်ဦးဟာချောင်းဆောင်မျိုးနဲ့စီမံအုပ်ချုပ်ရေးအဖွဲ့မှာတယောက်ကို350နဲ့ရောင်းစားခံလိုက်ရတယ်လို့သိရပြီးအသက်29နှစ်အရွယ်မောင်အားကနဲ့ အသက်20အရွယ်ကိုကိုမောင်တို့ဖြစ်တယ်လို့သိရပါတယ်။ပြန်လွတ်လာတဲ့သူကအကုန်ပြောပြတော့သူတို့မိသားစုနဲ့အလုပ်ရှင်တွေကလိုက်တယ်။ရောင်းစားခံရသူတွေကလည်းစစ်တဲရောက်နေပြီဆိုပြီးဖုံးဆက်တယ်။အဲ့ဒါကိုသွားထုတ်တော့တယောက်သိန်း100ပေးမှထုတ်ပေးမယ်ပြောတယ်။တိတိမြာရက်ကွက်အုပ်ချုပ်ရေးမှုကိုသွားတိုင်ပြီးခလေးတွေကိုရောင်းစားတဲ့ငင်းချမ်းဆိုတဲ့သူရဲ့အိမ်ကိုသွားရှာတော့ဟိုကောင်ကထွက်ပြေးသွားပြီးမြို့နယ်စီမံအဖွဲ့ကလည်းတာဝန်မယူဘူး။တက်သေးရောက်သွားပြီးသူတို့နဲ့မဆိုင်ဘူးညင်းတယ်။ အထက်ကိုတိုင်ပေမဲ့လည်းအရေးတယူမလုပ်ဘူးလို့ဒေသခံတူကမြို့တော်ကိုပြောပါရယ်အဆိုပါဖြစ်စဉ်ကိုရဲစခန်းနဲ့မြို့နယ်စီမံအဖွဲ့ကိုသွားတိုင်ခဲ့ပေမဲ့တက်ထက်ရောက်သွားပြီ ဖြစ်လို့သူတို့လောက်ပေးလို့မရတော့ဘူးလို့သာညင်းခဲ့တယ်လို့သိရပြီးရောင်းစားခဲ့တဲ့ငိမ့်ချန်းဆိုသူကိုလည်းဖမ်းဆီးပေးတာမျိုးမရှိတာကြောင့်မိသားစုဝင်တွေစိတ်တော့ကရောက်နေရတယ်လို့လည်းသိရပါဗျ။လက်တလုံးမှာရောင်းစားခံရသူတွေကကိုကိုမောင်မစစ်မှုထမ်းလေ့ကျင့်ရေးအကြောင်းကိုရောက်နေပြီးအာကာမှာချောင်းဆောင်မျိုးနဲ့ရဲကင်းတစ်ခုမှာ လာမယ့်စစ်မှုရန်အပတ်စဉ်အတွက်ခိတ္တထိန်းသိမ်းခံထားရတယ်လို့စုံစမ်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပိတ်ပင်ထားတဲ့လမ်းမပေါ်အင်းစည်းကားတစ်စီးမောင်းနေလာလို့တော်လိုင်းရေးတပ်ဖွဲ့တွေက တားဆီးရာစတင်ပြစ်ခတ်ထွက်ပြေးသွားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းမင်းုံမြို့နယ်မှာ စတင်မာလာ28ရက်နေ့ည7:00နာရီဝန်းကျင်ခန့်ကကြောက်တိုင်အထိုင်စခန်းဘက်ကို မောင်းနေလာတဲ့ကားတစ်စီးနဲ့ပြစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ United State of Burma Army USBA ကဒီကနေ့မနက်မှာထုတ်ပြန်ထားပါတယ်။မင်းနှုံမျိုးဘက်မှအင်စီကအနက်ရောင်တစ်စီးဟာပသိမ်မုံရွာလန်းအတိုင်းကြောက်တိုင်စကန်ဘက်ကိုမောင်းနှင်လာခဲ့ရာတော်လန်ရေးတပ်ဖွဲ့တွေကစစ်ဆေးဖို့တားဆီးခဲ့ပေမဲ့ရက်တံမပေးဘဲလုံခြုံရေးတာဝန်ကြားရဲဘော်တွေကိုစတင်ပြစ်ခတ်ပြီးမောင်းပြေးခဲ့တာကြောင့်ပြစ်ခတ်မှုဖြစ်ပွားခဲ့တာလို့သိရပါတယ်။ညနေ6:00နာရီနောက်ပိုင်းမော်တော်ယာဉ်တွေဖြတ်တန်းဝင်ပိတ်ထားတဲ့လမ်းမကြီးပေါ်ကို ညဘက်မောင်းနှင်လာတာကြောင့်မင်းအုံမျိုးနဲ့ကြောက်တိုင်ကြီးရွာအနီးမှာတော်လန်ရေးတပ်ဖွဲ့တွေကစစ်ဆေးခဲ့တာဖြစ်ပြီးပြစ်ခတ်ခြင်းခံရမှသာဆေးအုပ်စုစီးနှင်းလာတဲ့ကားဖြစ်ကြောင်းသိခဲ့ရပြီးပြန်လည်ပြစ်ခတ်ခဲ့ရာကားပေါ်မှာလိုက်ပါလာတဲ့စစ်တပ်တပ်ဖွဲ့ဝင်တွေထိခိုက်ဒဏ်ရာတွေနဲ့ခုခံထွက်ပြေးသွားခဲ့တယ်လို့ဆိုပါတယ်စစ်တပ်တပ်ဖွဲ့ဝင်တွေထံမှာအနက်ရောင်အင်စည်းကားတစီ40မမဘုံသီး9လုံးယူရိုတစ်စုံငွေသား2,600ကျပ်နဲ့အတူ အခြားဆက်ဆက်ပစ္စည်းတွေလည်းတင်စီရမိခဲ့ပြီးထွက်ပြေးလွတ်မြောက်သွားတဲ့စစ်တပ်တပ်ဖွဲ့ဝင်တွေကိုည7နာရီမှာမင်းနုံမြို့မှလိုက်ထွက်ကားတစီကအင်အားအပြည့်နဲ့စမ်းကြီးကျေးရွာအနီးကိုလာကြိုသွားခဲ့တယ်လို့သိရပါဗျ။စစ်ပွဲကာလဒေသရင်းပြည်သူတွေရဲ့လုံခြုံရေးအတွက် လိုက်နာပေးဖို့လမ်းစည်းကမ်းတွေကိုတနစ်ကြော်ကြာသည့်အထိအချိန်ပေးပြီးပညာပေးခြင်းတွေလည်းအချိန်ချင်းကွင်းစင်းလုပ်ခဲ့တယ်လို့အတိပေးထုတ်ပြန်ချက်တွေကိုလည်းအချိန်ချင်းထုတ်ပြန်ထားခဲ့ပြီးမယ်။ ခရီးသွားပြည်သူတွေအနေနဲ့လိုက်နာမှုအားနည်းလျက်ရှိနေသေးတယ်လို့လဲဆိုထားပါတယ်။အဆိုပါဖြစ်စဉ်မှာလည်းပြည်သူကားဖြစ်ပါကထိခိုက်နစ်နာမှုကိုစိုးရိမ်လာကြ။ညအမောင်နဲ့မောင်းလာတဲ့ရန်သူမိတ်ဆွေမတဲခွဲတဲ့ကားကိုလက်ပြပြီးတားဆီးခဲ့ရတဲ့အတွက်လုံခြုံရေးတာဝန်ကျရဲဘော်တွေအသက်အန္တရာယ်နဲ့ရင်ဆိုင်ခဲ့ရသလိုစစ်တပ်တပ်ဖွဲ့ဝင်တွေကိုလည်းလွတ်မြောက်သွားစေခဲ့တယ်လို့သိရပါတယ်။အလားတူဖြစ်စဉ်မျိုးထပ်မံဖြစ်ပွားခြင်းမှကာကွယ်ဖို့ကားလမ်းမကြီးတွေပေါ်မှာတမတ်စည်းကမ်းတွေကို ထောက်ပြမောင်းနှင်လာတဲ့မြစ်တိမော်တော်ယာဉ်ကိုမဆိုပြစ်ခတ်ဖမ်းဆီးခြင်းများလုံဆောင်တော့မည်အကြောင်းကိုလည်းအတိပေးထားပါဗျ။စစ်တမကစစ်ကြောင်းထိုးမွေးနောက်ဖို့အလားလာရှိလာနိုင်တာကြောင့်အဆိုပါဖြစ်စဉ်ဖြစ်ပွားရာအနီးတစ်ဝိုက်ကြေးရွာတွေကပြည်သူတွေအနေနဲ့မိမိတို့လုံခြုံရေးအတွက်တင့်တော်သလိုကြိုတင်ပြင်ဆင်ထားကြဖို့ကိုလည်းဆက်လက်အတိပေးထားပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နာမီဆိုးနဲ့ကြော်ကြတဲ့ဒူရဲအုပ်တူသူ့ဇနီးရှိတဲ့ဘိမျိုးကို ပြန်လာစဉ် တရားကြိုးကြလို့တည်ဆုံးတဲ့တရင်ကို တင်ဆက်ပေးပါမယ်ရှင်။တနေသာဤတိုင်းပြည်ကြီးမှန်တိုင်းမြို့မှာတာဝန်ထမ်းဆောင်နေတဲ့ဒုရဲအုပ်မောင်ကူကိုဆိုသူဟာတရင်ကြိုးပိတ်ရမှာဘိမျိုးကဇနီးဖြစ်သူရဲ့နေအိမ်ကိုပြန်လာခြင်းစက်တင်ဘာလ24ရက်နေ့ည9နာရီကကတရားကြိုးကြလို့ဥကောင်းနဲ့တရားပေါင်တိုက်ကတည်ဆုံးသွားတယ်လို့သိရပါဗျ။ဖုတ်ပြင်းမျိုးနဲ့အလယ်မန်ကြီးရွာတရားဟောင်းမြုပ်တရက်ပြိုကြပြီးတရားပေါ်မှာရက်နေတဲ့ဒုရဲအုပ်မောင်ကူကိုဟာ တရားနဲ့အတူပြုတ်ကြခဲ့ကတရားပေါင်နဲ့ရိုက်မိပြီးသေဆုံးခဲ့တာလို့သိရပါဗျ။တရားပေါ်မှာသူနဲ့အခြားတယောက်ရှိတယ်။အတူတူပြုတ်ကြတာ။သူပဲတည်တာပါ။ကြံတယောက်ကထိခိုက်တာရှိတယ်။ပိုးနာလောက်ပဲလို့ဒေသခံတဦးကမြို့တော်ကိုပြောပါဗျ။အဆိုပါအတူရဲ့အုပ်ဟာ2023ခုနှစ်ဇွန်လပထမအပတ်လောက်ကဘိမ်းမြို့ NLD အမျိုးသားလွတ်တော်ကိုစလဲဟောင်းရဲ့အကိုဖြစ်သူဦးတင်တန်းဦးဆိုသူကို နိုင်ငံရေးအမှုနဲ့ဥဆောင်ဖမ်းဆီးခဲ့သူဖြစ်ပြီး ဖမ်းဆီးပြီးတပတ်အတွင်းမှာပဲဥတင်တန်းဦးဟာစစ်ကြောရေးမှာရိုက်နှက်ခံရမှုနဲ့တေဆုံးခဲ့ရပူပါတယ်။သူဖမ်းတာသူကနေထိန်ကောင်းဆောင်လာဖမ်းကလေးကရိုက်သွားတာသူတို့ဖမ်းပြီးနှစ်ပတ်လောက်ကြာတော့တည်တယ်ကြတာခုကဝတ်ပြန်လဲတာလို့နောက်ထပ်ဒေသခံတဦးကမြို့တော်ကိုပြောပါတယ်။ဒူရဲအုပ်မောင်ကိုကိုဟာနိုင်ငံရေးတကြွလှုပ်ရှားသူတွေကိုဖမ်းဆီးငွေညစ်တာနဲ့မူရစေဝါဖြန့်ဖြူးရောင်းချတာလောင်းကစားဝိုင်းတွေကိုလိုင်းကြီးကောက်ပြီး ရတဲ့ငွေတွေနဲ့ဇနီးဖြစ်သူကိုထောက်ပံ့နေတဲ့သူဖြစ်တယ်လို့သိရပြီးနာမည်ဆိုးနဲ့ကြော်ကြားသူဖြစ်တယ်လို့လည်းစုံစမ်းသိရှိရပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ယူကရိန်းကိုအကြီးစားတိုက်ခိုက်မှုလှုပ်ဆောင်ခဲ့ရတဲ့ပသက်ပြီးရုရှားကိုဥရောပနိုင်ငံတွေကရှုတ်ချတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ယူကရိန်းကိုအကြီးစားတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့ရတဲ့ပသက်ပြီးရုရှားကိုဥရောပနိုင်ငံတွေကရှုတ်ချခဲ့ပြီးဖိအားပေးဖို့လည်းတောင်းဆိုခဲ့ကြပါတယ်။ရုရှားစစ်တပ်ဟာ စနေနေ့ကနေတနင်္ဂနွေနေ့အထိကီရတ်အပါဝင် ယူကရိန်းရဲ့အခြားဒေသတွေကို တိုက်ခိုက်ရမှာဒုံးကျည်48လုံးနဲ့ဒရုန်း600ခန့်ကိုအသုံးပြုခဲ့ကြောင်းယူကရိန်းလက်တပ်ကပြောဆိုထားပါတယ်ယူကရိန်းမြို့တော်မှာဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုမှာလည်းလူ၄ဦးသေဆုံးခဲ့ရပါတယ်ပိုလန်နိုင်ငံသားရင်းဝင်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတအူးကလည်းကီရတ်မြို့ကပိုလန်တန်ယုံရဲ့ကောင်စစ်ဝင်ဌာနခွဲကိုဒုံးကျည်အစိပ်ပိုင်းတစ်ခုထိမှန်ခဲ့ကြောင်းအတည်ပြုပြောကြားခဲ့ပါတယ် ဖင်လန်သမရအလက်ဇန္ဒားစတူကလည်းလူမှုကွန်ရက်ပေါ်မှာဒီတိုက်ခိုက်မှုကို ရိုင်းဆိုင်သောတိုက်ခိုက်မှုလို့ခေါ်ဆိုထားပြီးတိုက်ခိုက်သူဟာသူ့မျက်နှာအစင်မှန်ကိုကဘာကမြည်အောင်ပြသနေတယ်လို့လည်းရေးသားခဲ့ပါတယ်။အခုအချိန်မှာဥရောပသမဂ္ဂရဲ့နောက်ထပ်အရေးယူပိတ်ဆို့မှုတွေကို အတည်ပြုဖို့နဲ့ရုရှားရဲ့စစ်ရန်နေရာကိုဖိအားပေးဖို့အချိန်ရောက်လာပြီလို့သူကပြောခဲ့ပါသေးတယ်။အက်စတိုနီးယားနိုင်ငံသားရေးဝန်ကြီးမာကတ်စ်ကလည်း လူမှုမီဒီယာမှာငင်းခုံမှုလုံလောက်ပြီလို့ရေးသားခဲ့ပြီးတန်းခတ်ပိတ်ဆို့မှုတွေတိုးမြင့်ခြင်း အခွန်များချမှတ်ခြင်းနဲ့ဆက်ဆံရေးဖျက်တောက်ခြင်းတွေကိုပြုလုပ်ဖို့တောင်းဆိုခဲ့ပါတယ်။တိတ်မကြာမီကာလမှာ EU အဖွဲ့ဝင်နိုင်ငံတွေဟာလာမယ့်နှစ်ကုန်မှာရုရှားကနေဓာတ်ငွေတင်သွင်းမှုကိုပိတ်ပင်ဖို့အစီအစဉ်အပါအဝင်ရုရှားအပေါ်အရေးယူပိတ်ဆို့မှုအသစ်တရက်ကိုမဲခွဲဆုံးဖြတ်ဖို့ရှိနေတယ်လို့လည်းသိရပါတယ်ရှင်။မြို့တော်ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ ထူးခြားတဲ့သတင်းတွေကိုနေ့စဉ်တင်ဆက်ပေးမှာမို့မြို့တော်ရဲ့ Facebook page နဲ့ YouTube channel တို့ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ပြည်သူများအားလုံးကိုစိတ်နှပြကျန်းမာချမ်းသာကြပြီးဆရာနာရှင်စနစ်ဆိုးလောက်ကနေအများဆုံးလွတ်မြောက်ပါစေကြောင်းနဲ့တဘာဝဘေးအန္တရာယ်အတွေ့အကြုံမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်အခွေသားများကစုမုံကောင်းတောင်းလိုက်ရပါတယ်ရှင်။